အလုံးမင်္ဂလာပါကျမ်းမာတန်ဆွမ်းဖို့လက်ချင်ကံလုပ်ကြပါစို့ဒီနေ့ကျွန်တော်အနေနဲ့ကျွန်တော်ကျမ်းမာတန်ဆွမ်းဖို့လက်ချင်ကံ၃မျိုးကိုကျွန်တော်အနေနဲ့ပြတော့မှာဖြစ်ပါတယ်အထူးသဖြင့်အသက်ကြီးတဲ့လူတွေလုံနိုင်အောင် အိမ်ထဲမှာကလထိုင်နဲ့ထိုင်ပြီးတော့လုံနိုင်အောင် ျွန်တော်အနေနဲ့ပြသွားမှာဖြစ်တယ်။နံပါတ်1အနေနဲ့လေဘင်းလေ့ကျင့်ခန်းနံပါတ်2အနေနဲ့ပကုံးလေ့ကျင့်ခန်းနံပါတ်3အနေနဲ့လက်လေ့ကျင့်ခန်းများဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်း3ခုလုပ်ချင်အားဖြင့်ကျွန်တော်အနေနဲ့လက်ကနာယောဂါကိုကာကွယ်နိုင်တယ်။ပြီးတော့ဂုတ်ကြေးပေါင်းနဲ့အာကာကွယ်နိုင်တယ်။ပြီးတော့ဇက်ကြောတက်ခြင်းကိုကာကွယ်နိုင်တယ်။အခြားယောဂါများကိုကာကွယ်နိုင်တယ်။နံပါတ်1

တင်းနဲ့၃၄၅၈တင်းနဲ့၃၄၅ကိုတင်းနဲ့၃၄၅၁၀အရှိအနောက်လုံးမယ်တင်းနဲ့၃၄၅တင်းတင်းနဲ့၃၄၅နဲ့တင်းနဲ့၃၄၅၃တင်းနဲ့၃၄၅၄တင်းနဲ့၃၄၅၅တင်းနဲ့၃၄၅၆တင်းနဲ့၃၄၅ခွန်တင်းနဲ့၃၄၅၈တင်းနဲ့၃၄၅ကို ဒီနေ့တော့လေငါတဆယ်လေဘယ်လဲမဲဒီနေ့တော့လေငါရှောက်ခွန်ရှေကိုတဆယ်ဘယ်ပြန်လဲမဲဒီနေ့ 20လှည့်လေးချင်းကန်းစမယ် ti 1 2 3 4 5 6 7 8 10လက်ဘေးကိုစမယ် ti 1 2 3 4 5 6 7 8 10ကိုယ်တဆယ်လက်အရှိကိုစမ်းမယ်တေနေ ပကောင်းလေးခြေခံလုံးမယ်တ1 2 3 4 5 6 7 9 10 10အနောက်ကိုပြန်လုံးမယ်1 2 3 4 5 6 7 9 10 ခွန်ရှေကိုတဆဲလက်ဘေးရနဲ့ပေါ်မြောက်မယ်ခမားတို့ဒါကိုလုံနိုင်တယ်ဆိုရင်ခမားတို့လက်ကနနာလက်ကနာမရှိသေးဘူးဆိုတာတွေ့ရတယ်တေနေတော့လေးငါချောက်ခွန်ရှေကိုတဆဲပြီးတော့เนาะကျွန်တော်တို့တေနေ ਤੋ ਲਈ ਮਾ ਚਾ ਖੋ ਸੇ ਕੋ ਤਸੇ ਤੇ ਨੇ ਤੋ ਲਈ ਮਾ ਚਾ ਖੋ ਸੇ ਕੋ တက်ဆဲပြီးတော့ကျွန်တော်အနေနဲ့ဇက်ကျော်တင်းတာမရှိအောင်ဒီဘက်မှာဖြည်းဖြည်းအခေါက်20နှိပ်ပေးမယ်1နှစ်3 5 6 9 10 1 2 3 5 6 9 10 1 2 3 5 6 9 10 1 2 3 5 6 9 10เนาะဒီနေ့ကတော့ လေဘဲလေးချင်းခံပကုံးလေးချင်းခံလက်လေးချင်းခံဖြစ်ပါတယ်ဒီသုံးမျိုးမှမှလုတ်ပေးခြင်းအားဖြင့်လက်ကနနာနဲ့ကင်းမယ်ရက်ကြောတဲ့ခြင်းနဲ့ကင်းမယ်ပြီးတော့အာပကုံးမှာနော်ဒီပကုံးနဲ့သက်ဆိုင်တဲ့ဒီအယိုးချေပေါင်းဖြစ်ခြင်းနဲ့ကင်းမှာဖြစ်ပါတယ်ကြည့်ရှုတော်သူများအားလုံးကြာမာချမ်းသာအသက်ရှင်နိုင်ပါစေကျေးဇူးတင်ပါတယ်